ဒီနေ့ကတော့ကျမတို့အားတဲ့အချိန်လေးပေါ့နော်ကော်ဖီလာတင်ကြတာဖြစ်ပါတယ်အဓိကတော့ပုံမတရားလည်းတော်တော်ကြာပြီဆိုတော့ဓာတ်ပုံလေးလည်းရိုက်ရင်းနေပုံနော်ဘယ်ကိစ္စလေးတွေလဲပြောရင်းနဲ့လာခဲ့တာပေါ့နော်ခုကတော့ယူရင်တောင်းဆရာလေးတွေယူနေတာဖြစ်ပါတယ်ရှင်ကျပုံရရမှာဆိုတော့အရင်ပြောနေပါတယ်။ကင်မာထားလေးရရပြီဆိုတော့သွားစလိုက်ပါဦးမယ်ရှင်။ ပြရတယ်ကျမတို့စကားလေးတွေနည်းနည်းပြောကြရဲဟိုပြောဒီပြောနေပေါ့နော်ပြောပြရတယ်ကျမတို့တပုတ်ကိုရိုက်ကြရပေါ့နော်တပုတ်ရိုက်တာတော့မပေါ့နော်တတော်လေးကြာသွားတယ်ကျမကျွန်တော်တပုတ်ရိုက်ရိုက်တဲ့အချိန်ဆိုလို့ရှိရင်အရင်အရင်ကြီးများတဲ့ပိုင်းပေါ့နော်အဲ့တော့တော်ပါသေးရဲ့ကောင်လေးကစိတ်ရှိနေရိုက်ပြရဆိုတော့လေပုံလေးလလလေးထွက်လာခဲ့ရပေါ့နော်ပုံမဆိုးလို့ရှိရင်လေသူရိုက်ပြရရင်လုံးဝတစ်ဆက်မှစိတ်တိုင်းမကြအောင်ပေါ့နော်ဒီတစ်ခါကျတော့ပုံလေးလလလေးထွက်လာလို့ပေါ့နော်တတော်လေးတော့သဘောကျပါတယ်ပြရတယ်အိမ်ကမှမျိုးတော့ drop စီတော့ဝယ်ပေးပါတယ်ရှင် ထိပ်ပင်ရောတော့ပိုက်အရင်စားတာနဲ့ရေငယ်တတာထဲမှာရှိတာလေးနဲ့ညစာလုံးစာဖြစ်ပါရင်ရှင်ဒါကကြာရောဝက်သားကြီးဖြစ်ပါရင်ဒီနေ့ညစာကတော့ရုံရင်းစီမပါတဲ့ဟာလေးလုံးစာမပေါ်တော့အရင်ဆုံးမင်းဖွင့်လိုက်ပါတယ်မင်းဖွင့်မလို့ရင်ရင်းနှွေးထည့်ပါရင်ရှင်ဒီနေ့စုပြီးဆိုတော့ယူရင်ခောက်ဆွဲလေးထည့်ပြုတ်လိုက်ပါမယ်။ဒီနေ့ကတော့ယူရင်ဒီပေါ်တော့ခောက်ဆွဲအချောက်လုံစားပါမယ်။ပြီးတော့ခောက်ဆွဲကိုအရင်ပြုတ်ထားလိုက်တယ်ပေါ့နော်။ပြီးတော့ခောက်ဆွဲရတာနဲ့ငယ်လေးတဲ့ဟောပေါ့နော်။ရင်စစ်ပြီးတော့ထည့်လိုက်ပါရစေ။ တာယူရင်ဆုပ်လုံးဝတ်တွန်ပေါ်တော့ဒီမိုးလေးတွေထဲပြုံလိုက်တယ်။ထဲပြုံပြီးတော့မာဆူလာနဲ့ယူရင်အရာတောင်မိုးလေးထဲပေါ်တော့ပြီးတော့ခီးစီနဲ့နဲ့ထဲလိုက်တယ်။ဒီလောက်ပဲပေါ်တော့ယူရအောင်အရင်ကအဲ့လိုမျိုးငဲတာလည်းမစားအောင်ဆိုတော့လေအနက်လေးမွေသွားအောင်မြုပ်ကောင်လေးထည့်လိုက်ပါတယ်။ကဲအခုဆိုလို့ရှိရင်တက်သွားပါပြီရှင်။ကဲဒါတော့ကျမရဲ့လက်ညာလေးဖြစ်ပါမယ်။ရနေတဲ့ဦးလေးကြောပါမယ်ရှင်။ ျမရဲ့ဇာတ်ကပိုကတ်တော်လေးဒီလိုပုံစံကြီးဖြစ်သွားပါတယ်။ကဲအခုကတော့ဆက်လုပ်ပြီးသွားပါပြီရှင်။ဆမ်လို့ပဲကျွန်တော်လည်းဒါတော့ယူရင်ဗီတာမင် C အေးလေးတောင်းဖို့အတွက်ပေါ့နော်။ရေခဲလေးတွေခွက်တယ်ကိုထည့်နေပါလိမ့်ရှင်။ယူရင်ကျွန်တော်အလိုတမင်းစားတဲ့ချိန်တောင်းလို့ရှင်တော့အလိုမျိုးတစ်ခါတစ်ခါအမြဲတောင်းဖြစ်ပါတယ်။ကဲနောက်ဆုံးတော့ကျမထိုင်စားရပါပြီတော်တော်လေးတော့ပြင်မဲသွားပါတယ်ဆိုလို့ရှိရင်လည်းစားလို့ပါပါရှင် အရင်အစီများတာကိုပါလို့ဆိုလို့ရှိရင်တိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်ဒီပြုတ်ပြီးတော့ပြန်ပြီးတော့ချက်ထားအောင်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးဆိုလို့ရှိရင်စားရတယ်ပေါ့ပြောတယ်လို့မျိုးအစီမရှိတာကြောင့်ကကျန်းမာရေးအတွက်လည်းကောင်းတယ်ပြီးလို့ရှိရင်ခန္ဓာကိုယ်လည်းအဲ့လိုမျိုးပေါ့နော်အစီမတန်းစီဘူးပေါ့နော်ကျွန်တော်မူအရင်ကြိုက်တယ်ပေါ့နော်မူဆိုလို့ရှိရင်နာထားပေါ့နော်တော်တော်ကြိုက်တယ် 今天没多。哎，你走路干嘛呢？是？